လူကြီးသားအဘသာဖြစ်လို့အယုံလွဲကချက်လိုက်ပြီးမှတမိသားစုလုံးကရွှေငွေယတနာတွင်ဆုံးရှုံးသွားရတဲ့ရန်ကုန်မြို့ကအမျိုးသမီးငယ်လေးရဲ့အဖြစ်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင့်ညီမငယ်လေးတွေအမျိုးသမီးငယ်လေးတွေအတွက်အထူးသတိထားစေအောင်တကယ့်ကိုရုပ်ရှင်ဆန်လွန်တဲ့ဖြစ်ရမှန်တစ်ခုကိုမျှဝေပေးခြင်းပါတယ်အခုခေတ်မှာအချစ်ကိုခူရုံးလုပ်ပြီးတော့လိန်လေတဲ့နှီးလန်းတွေကအရင်လိုဖုန်းပေလိန်တော့ပတ်စံချေးပြီးတော့ထွက်ပြေးတာလောက်မဟုတ်တော့ပါဘူး တပတ်လူကကိုယ်ကို လုံးဝအသေးချာယုံကြည်လာအောင်တိမ်မောင်းများစွာအရင်ရင်နေပြီးမှတအိမ်လုံးပြောင်းတလင်းခါသွားအောင်တိမ်ကျုံယူသွားတဲ့ကြားဖြန့်စတိုင်အလိန်ညာတွေခေစားလာပါပြီ။အထူးသဖြင့်တော့အမျိုးသမီးငယ်လေးတွေရဲ့စိတ်ကူးအိမ်မက်ဖြစ်တဲ့ငွေကြေးချမ်းသာပြီးတော့အာနာဘာဝရှိတဲ့လူကြီးသားအဘသားဆိုပြီးတော့ခေါင်းစဉ်ကိုအသုံးချကကစားသွားခဲ့ရပါဘူး။ ဖြစ်စဉ်ကတော့ရန်ကုန်ကညီမငယ်လေးတယောက်ကအွန်လိုင်းကနေတစိမ်ရဲရင်ဆိုတဲ့သူနဲ့စတင်ပြီးတော့ရင်းနေခဲ့ပါတယ်။ဒီကောင်လေးကသာမန်လူလိန်တွေနဲ့မတူပါဘူး။သူ့ကိုယ်သူနေပြီးတော့လေတက်ဒုတိယအကြီးကြီးရဲ့သားဆိုပြီး profile အကြီးကြီးနဲ့ဝင်လာခဲ့ရပါဘူး။ မဇက်ကပြောရုံဆိုရင်တော့ဘယ်သူမှမယုံပါဘူး။ဒါပေမဲ့သူကငွေနဲ့ပေါက်ပြီးတော့ယုံကြည်မှုတွေကိုတိစောက်ပါတယ်။ First day မှာတင်နှင်းစီပန်365ပွင့်ပေးတယ်။ Coffee Sign Border တစ်ထပ်လုံး VIP ယူပြီးတော့အိတ်ခန်နေ။ Luxury Brand အဝတ်အစားတွေ၊တန်ဖိုးကြီးရေမွေးတွေကိုကောင်မလေးရှိမှတင်30ကြီးအေးစစ်စစ်ရှင်းပြတာပါ။ နှစ်လတာကာလအတွင်းမှာဒီကောင်မလေးအတွက်သူသုံးခဲ့တဲ့ငွေကသိန်း90ကျော်လောက်ရှိတယ်လို့ဆိုပါတယ်။ဒီလောက်ငွေကိုရေလိုသုံးပြနေတော့မိန်းကလေးဘက်ကလည်းအိုးသူကတကယ်ပဲအဖသာလူကြီးသားစစ်စစ်ပဲလို့ယုံမှတ်ပြီးတော့ပုံအပ်မိသွားတာမဆန်းမအောင်သူကပုံပြီးအပြည့်အောင်လို့သူ့ဘေးမှာအဖေကထည့်ပစ်လိုက်တဲ့ထောက်လန်းရေးတွေဒရိုက်ဘာတွေပါတယ်ဆိုပြီးတော့လူလိန်အဖေသားတွေနဲ့ဟန်လုပ်ပြပါသေးတယ်။တပုံရိုက်မယ်ဆိုရင်လည်းလူကြီးသားဖြစ်တာကြောင့်လုံခြုံရေးအရမရရဘူးလို့ပပလေးရှောင်တတ်ပါသေးတယ်။ သူကကောင်မလေးတယောက်ထဲကိုလိန်တာမဟုတ်ပါဘူးမိဘတွေကသားရွှေသမတ်ကြီးပုံစံဖမ်းပြီးတော့တိမ်သွင်းပါတယ် အိမ်ကိုဝင်ထွက်သွားလာခွင့်ရအောင်မိဘတွေကိုမနှက်စာညစာတွေဝယ်ကြည်ပါဆယ်တွေပို့ပေးပြီးတော့ဂရုစိုက်ပြတယ်ဒီလိုနဲ့တအိမ်လုံးကသူ့ကိုယုံကြည်ပြီးတော့အိမ်တွင်းရေးတွေစီးပွားရေးအခြေအနေတွေကိုပြောပြမိရဲ့အထိဖြစ်လာခဲ့ပါတယ်နောက်ဆုံးဇာတိငန်းကတော့တကယ်ရုပ်ရှင်တကားလို့ပါပဲကျွန်တော်ရဲ့ဖေလူကြီးလေးတက်ဒူးကျုံနဲ့မိတ်ဆက်ပေးမယ်စိတ်ဆက်ဖို့စကားပြောမယ်ဆိုပြီးတော့ကောင်မလေးရဲ့မိဘတွေရဲ့ကိုနမဲကြီးစားတော့ဆိုင်တကူမှနေ့လယ်2နာရီလောက်ကတည်းကသွားဆောင်ခိုင်းပါတယ်မိသားစုတွေဆိုင်ရောက်နေ ချိန်မှာသူကအဖေကလူကြီးလမ်းကြောင်းနဲ့ဖြစ်လို့နောက်ကျနေတယ်။ကျွန်တော်သွားကြိုလာအောင်မယ်ဆိုပြီးတော့ဆိုင်ကထွက်သွားတယ်။တကယ်တမ်းသူသွားတာက လေစိမ့်မဟုတ်ပါဘူး။ကမလေးရဲ့အိမ်ပေါ့။အိမ်မှာကမလေးရဲ့ညီမအငယ်မလေးပဲကြံခဲ့တာပါအေယုတ်တော့နင်းဖေပဇွန်နေစားပြီးသွေးသွို့လို့ဆေးရုံရောက်နေပြီအမြန်လိုက်ခဲ့အခြေအနေမကောင်းဘူးဆိုပြီးတော့ကလေးကိုလိန်ခေါ်ထုတ်ကဖုန်းမှာတိမ်ပြီးတော့ဆေးရုံမှာပြစ်ထားခဲ့ပါတယ် ိမ်မာလူချင်းသွားတာနဲ့အိမ်တော်နဲ့ဖွင့်အခန်းထဲကရွှေတွေငွေတွေထည့်ထားတဲ့တန်တစ်တာဘုံကိုတော့ဖွင့်မရတာကြောင့်ပုံလိုက်ကြီးမပြီးတော့တန်မိုးကြီးပစ္စည်းတွေအကုန်သိမ်းကျုံးကယူပြီးတော့ထွက်ပြေးသွားပါတော့တယ် CCTV မှတ်တမ်းထဲမှာသူကအေးကြီးလွယ်ပြီးတော့အေးစစ်စစ်ထွက်သွားတာကိုတွေ့ရပါတယ်။မိဘတွေနဲ့ကောင်မလေးကတော့စားတောက်ဆိုင်မှာညနေ9:00နာရီခွဲလောက်ထိလူကြီးကိုမျှော်ရင်းနဲ့စောင့်နေတော့အိမ်ကစုဆောင်ထားသမျှစီးစိမ်တွေအကုန်ပါသွားခဲ့ပါပြီ။ဒါကြောင့်တတိထားရမှာကအခုခေတ်လူလိန်တွေကသိန်း90လောက်ရှင်ပြီးတော့သိန်းထောင်ချီပြန်လည်သွားနိုင်တဲ့ကြားဖြတ်နည်းလမ်းတွေကိုသုံးနေကြပါတယ်။လူကြီးသားအဘသားဆိုတဲ့ဂုံပုတ်တွေငွေကြေးသုံးဆွဲမှုတွေကိုကြည့်ပြီးတော့အလွယ်တကူမယုံကြည်ကြပါနဲ့။အထူးသဖြင့်ကိုမိသားစုရဲ့ငွေ ေကြီးအခြေအနေအရင်ဝင်ထွက်ကိစ္စတွေကိုသစိမ်းတယောက်ကိုလွယ်လယ်နဲ့ပြောမပြမိပါစေနဲ့ပရိသတ်ကြီးရောဒီလိုမျိုးပညာသားပပအကွက်ချလိန်လေသွားတဲ့ဖြစ်ရပ်ပေါ်မှာဘလို့မြင်ပါသလဲကိုယ့်ရဲ့ပဝင်းချင်းမှာရောဒီလိုအချစ်ခံပြီးရောအလိန်ခံရတာမျိုးကြားဘူးလားမှတ်ချက်မှာမိမိတို့ရဲ့တရီထားစရာအမြင်လေးတွေကိုပြောသွားခဲ့ပါအောင်ရှင်ကျေးဇူးပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်